မင်္ဂလာပါဖြူယောဂစတူဒီယိုရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ကျွန်မအခုမှ2မိနစ်စာလောက်ပဲကြာမှာပေါ့နော်ခုနအရှိမတင်လိုက်တဲ့ဗီဒီယိုကလေနည်းနည်းရှည်သွားတယ်ပရဏယာမကျင့်စဉ်ဆိုတော့လေ2 minutes ဆိုပေမဲ့လို့ကကျွန်မ2မိနစ်အဲကတော့ practice လုပ်လို့ရတယ်ကြည့်ပြီးရတူတွေကအာတိုးတော်လည်းပဲရှင်းပြနေရပြောပြနေရအသေးစိတ်ပြောနေရတွေကကျတော့အများကြီးကြာပါတယ်နော်အခုကကြတော့ကျွန်မတို့ဒီထဲမှာလူတိုင်းလေမိ က်တာအောင်ကြိုက်နော်ကျမတို့တွေမေ့တယ်မေ့ကြရဲတခုဆိုပစ္စည်းကြံခဲ့တယ်တခုဆိုရှင်အားဒီခုနောက်ခုလုံးမဲ့အချိန်မှာအဲကိုလုံးမဲ့လို့ကို မေ့သွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ဒါကတော့လေဘယ်လိုမလဲဆိုတော့ပြန်ပြန်နဲ့မတူတချို့ကျတော့အရင် mindfulness ဖြစ်တယ်အရင်ထင်နေတယ်ကိုလုံးမဲ့ရအောင်ပါဆိုရှင်ဒီကိစ္စတစ်ခုကိုတစ်ခုမှပဲပါဆိုရှင်ဒီ present မှာပဲနေတတ်တဲ့သူတွေအတွက်ကဒါဒီအရင်မဖြစ်ပေမဲ့တချို့တွေအတွက်ကတော့ present moment မှာနေတဲ့အနေထားသိမရှိ mindfulness မရှိတဲ့သူတွေအရင် relax နဲ့များတဲ့သူတွေ nervous ဖြစ်တဲ့သူတွေစိတ်ပူတဲ့သူတွေအရင်အလုပ်ရှုပ်တဲ့သူတွေအစူးတစ်ခုအဲ့လိုမျိုးတွေ မေ့နော်ဒါပေမဲ့အဲ့တခုတည်းမဟုတ်ကျွန်တော်အသက်ကြီးနေတယ်အသက်ကြီးနေပါတော့အဲ့တော့အသက်ကြီးမေ့တယ်ဆိုတော့ကျမတို့မေ့အောင်တော့လုပ်လို့တော့မရမေ့တော့အသက်ကြီးနည်းနည်းလေးကျမတို့ nervous system ကြီးနည်းနည်းလေးအဲဟိုဖြစ်သွားရင်နော်ချို့ချို့ရင်းသွားတဲ့အပိုင်းလေးရှိရအောင်နော်အဲ့တော့အဲ့ဒီ nervous system လေးတွေကိုချို့ရင်းမှုကိုရော့ကြအောင်မေ့တာကတ်တာအောင်လုပ်မဲ့လေးချင်းလေးပြအဲ့တော့ PT ကြည့်ပြီးပြီးသွားလို့ရှိရင်ကျမတို့အတူလိုက်လုပ်ကြ အဲ့တော့ဘာလို့မှလဲဆိုရင်ကျမတို့လက်ချောင်းဖြစ်ကလေးမှာကျမတို့အာရုံရောလေးတေးလေးအများကြီးရှိနော်အဲ့တော့ကျမကဘာလို့မလဲဆိုလို့ရှိရင်လက်မနဲ့ကျန်တဲ့လက်ကလေးတွေလက်ချောင်းလေးကိုလိုက်ထိโอเคဒီလိုလေးထိမယ်ဒီလိုလေးထိမယ်ဒီလိုလေးထိမယ်လက်တကြွယ်လက်တန်โอเคလက်မနဲ့လက်ညိုလက်ကလေးနဲ့လက်မလက်မနဲ့လက်တကြွယ်လက်မနဲ့လက်တန်အဲ့ဒီတိုင်းမျိုးအမြန်လေးထိမယ်ကိုယ်မျက်လုံးလေးကပိတ်ထားမိတ်ထားပြီးတော့ရှင်9လောက်တွတ်တွတ်ကလေးသွားကြည့်မယ်နော် ဲ့တော့ကိုနိုင်တဲ့လောက်လေးကိုပါဆို၁၀ချိန်လောက်ထိအိုင်ရုံလေးပြုတ်ပြီးသွားကြည့်အရင်အတွက်မမှတ်မိတဲ့ပြဿနာမျိုးရှိနော်။ဒါမဲ့ Okay ဒါလေးပြန်ချကျွန်တော်အချိန်20ကျော်30လောက်လောက်လိုက်တယ်နော်မြန်မြန်လေးလုပ်ကြည့်ရယ်လွယ်လွယ်လုပ်ကြည့်ရယ်စိတ်ကလေးကဒီလက်ခင်းမှာပဲအာရုံပြုထားတယ်အစလုပ်တဲ့အချိန်မှာလက်ကလေးထိရတယ်မျိုးလေးကတ်နေနေလေးဖြစ်တယ်နော် Okay အဲ့တော့လေ့ကျင့်ကြီးလေ့ကျင့်ရင်လေ့ကျင့်နေအချိန်ကြီးသွားမယ်အဲ့တော့ခဏလေးမျက်လုံးလေးပြန်မယ်နောက်လေးကြော်လေးပြန်သွားကြည့်မယ်အဲ့တော့နားလေးပြလိုက်တယ် body awareness တွေကိုပြန်လုပ်မယ်ဘယ်တော့မှဆိုကိုယ့်ရဲ့ time တဲ့ sit test position တွေအရေးရန်ကြည့်ပါရနော်ယောဂအာစနတွေမှာကျွန်တော်တို့အရင် advanced posture တွေဘယ်လောက်လုပ်နိုင်လုပ်နိုင် sit test posture ကျွန်တော်တို့အခုလို time နဲ့ sukhasana လို့ခေါ်ရ easy pose ကိုပြင်ချာလေးကြကြာလေးနဲ့မမှန်ကန်ကန်လေးထိုင်နိုင်မှာ practice တွေအများကြီးလုပ်ပါတယ်ဒါမှသာနေကျွန်တော်တို့ pranayama တွေမှာဖြည့်ကျင်နိုင်မယ် meditation တွေမှာကျွန်တော်တို့ကြကြာထိုင်နိုင်မယ်ပေါ့နော်အဲ့တော့ဒီတစ်ချိန်လေးကျွန်တော်တို့ ready ဖြစ်ရင်တွားရအောင်ဒီလိုတွားမယ် မ်းမလေးနဲ့ထီမယ်တစ်ချက်ချင်းโอเคเนาะမှာတော့လည်းကိစ္စမရှိเนาะလက်ကလေးတစ်ထည်ရည်ကြော်ွားလဲလွတ်သွားလဲရာနောက်လဲထီပေးဟိုမှာတစ်ခါရိုက်တစ်ချောင်းကလွတ်သွားတာမျိုးရှိတတ်တယ် ောင်မှုကြုံနေစေနဲ့မျက်နာမှာတန်ရှင်းနေမဖြစ်စေနဲ့လယ်ပင်လေးတွေအားလျှော်တာပကုံးလေးအားလျှော်တာဒီနေ့ရရှိ င်ပါမယ်။ Okay ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်။အဲ့တော့ကိုယ်တငယ်ချင်းတွေကိုမိတ်ဆွေတွေမှာတကြီးပြေလို့ရှေ့လူတွေမိတ်တက်တဲ့လူတွေရှိရဆိုလို့ရှိရင်ဒါလေးကိုမျှဝေပေးပါရှင်။အားလုံးပဲနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်။ Jesus Bar Namaste ။